ဒါကနီဘောဖြစ်ခဲ့တဲ့ကောင်းနေပင်နီဝင်းရင်ဒါနီဘောပဲဒါ NLD ပဲဒါသူဟွာပဲဆိုရဲကောင်းနေအကုန်လုံးနေရာယူနေတရွေ့တော့ဒီဆော့ပြဿနာတွေကဖြစ်နေပါမယ်ရှင်းရှင်းလေးပဲနော်ဒါနေပြီးတော့ပြည်တဲ့ဘယ်တယ်ရန်ရှေ့အပ်တက်မှာမဟုတ်ဘူးအညာဒူဘိုင်းလိုကိစ္စမျိုးအဲ့စကိုင်းမှာလည်းရှင်းရှင်းကြည်ထိုးဟိုဖန်ဒီဖန်ချို့ရသတင်းတက်တချို့ရသတင်းမတက်ဘူးအင်တာနက်မရှိတဲ့နေရာမှာသတင်းမတက်ဘူး Starlink မရှိတဲ့နေရာမှာသတင်းမတက်ဘူးရှင်းရှင်းလေးပဲအဲ့တော့ချို့ရတွေကမျက်ွယ်ပဲ ဟိုတလောဆိုတာ CDM မလုပ်တဲ့ဟိုចောင်းသူတွေကိုခေါ်ဖမ်းတာတယ်ပြီးွားရင်အဲ့ရနေပဲအာပကပခေါင်းဆောင်နေပြီးတော့အာဓမပြုတ်ချင်တယ်အဲ့လိုကိစ္စတွေကအများကြီးဖြစ်နေတာအခုလည်းရာထူးကြီးတယ်ဒါဟော့ဘော့ဆိုင်မှာဖြစ်တဲ့ပြဿနာလေနောက်ဆုံးထိုးမလားအပြင်မှာထွက်ပြီးထိုးလိုက်ပေါ့အခု TNL နဲ့ KIA ထိုးတယ်ဗျာမောင်းနေတာတနက်နဲ့ချိန်ခွင့်မရှိဘူးသူလက်ပါလက်နဲ့ချအဲ့လိုမျိုးပဲနေကြတာလေဒါအာဓမကြီးတွေထိုးပါရေထိုးတော့ရှုပ်တယ်ကြီးရင်လည်းပြန်ဝိုင်းဟိုဘက်ကလည်းပြန်ဝိုင်းအဖွဲလိုက်ဝိုင်း ဒါဒီဘက်ကကြီးမထိုးလို့ပြန်ပြောထားရယ်နော်ဒီဘက်ကအဖမ်းခံရတဲ့ကလေးပဲ60နဲ့3ယောက်လာသူထွက်မှာဒီမှာကြည့်အလုံးပေါင်း64ဦး64ဦးထွက်မယ်64ဦးထွက်မယ်ဆိုတော့နည်းတော့မှမဟုတ်တာအခုအချိန်မှာရှိရဲ့အင်အားကအင်အားတိုင်းပဲ64ယောက်မှာတော်ပြီကွာဒီလန်နက်ကိုင်တော်လိုင်းကြီးကိုစိတ်နာတယ်ငါတို့ထွက်တော့မယ်ဆိုတကယ်အကြမ်းတမ်းတော်တဲ့မှာနေခဲ့တဲ့ရဲဘော်ကြီးဆုံးရှုံးတာကိုနင်းတာတော့ဗော COC တခုနေနဲ့လုပ်မယ်ဆိုဒီဟာဟာ ဘသူအဆမာနဲ့ဘုရားမာနဲ့တရားယုံပြောတော့မှပြည်သေးရင်မှလွင်ကိုလက်တို့အခုတော့မှပြည်သေးအထူးဝင်ကြီးမှကြော်နေဖြစ်သွားပြီเนาะအရင်တော့ကလောသမားကြီးဟာဝင်ကြီးဒူးဝင်ကြီးဆိုပြီးတော့ဘတ်တသန်းတော်မှာမရှင်းဘူးစရင်ဖြောင်းလာခဲ့လဲကြော်နေအခုဒီမှာဟိုကာဝေးကြီးပေါ့เนาะဒါပြည်သေးကြီးပြည်သေးကြီးမှာဒူးဝင်ကြီးဖြစ်သွားပြန်ပြီရဲ့เนาะပြောရမယ်ဆိုတခိုးတွေအဆက်ဆက်ကိုဖြစ်နေတော့တာဖြစ်နေတာအဲ့အနေထားမှာအဲဒီပြည်သေးကြီးကိစ္စပေါ့ဒါအဆုံးဖြတ်ဘာညာဒါတရားရုံးမှာဘယ်သူကတာဝန်ယူနေလဲဒီလိုမျိုးကြီးပဲ ဟိုလူအင်အားများတဲ့အဖွဲ့ကတနက်ချိန်မျိုးထိုးမယ်ဆိုရင်တော့ဘယ်တော့ဘာကြောင့်တော်လန်နေမလဲကျွန်တော်ပြောချင်တာရှင်းရှင်းလေးဘာကြောင့်ဒီဗမာတွေကဗမာတွေပဲပြောတော့မကူချင်တော့ဗမာတွေကစောက်ပြတ်တာတွေတက်နေလေကျွန်တော်နေပြည်တော်လို့ရန်ကုန်လို့ရောင်းဖို့မဆိုတာဒီမှာအချင်းချင်းနေကြည့်အောင်ဖြစ်နေတယ်။ဟောဘောတိုင်းမှာတက်တဲ့ပြဿနာပဲဘာပြဿနာမှန်းတော့မသိဘူးဒါပေမဲ့ရော့ကြီးရတယ်အဖွဲ့လိုက်ကြီးလာဖမ်းတာလေဗျာဟုတ်လားမဖြစ်တဲ့ဟာတွေပေါ့ဗျာသိလားတနည်းတနည်းမဖြစ်တဲ့ဟာတွေကိုကျွန်တော်ကပြောမှရမှာဗျာတော်လည်းအောင်နေပြီတော့ကျွန်တော်အိမ်ပြန်ရမှာတော့ကျွန်တော်လည်းပြောပြချင်တာပေါ့ဟုတ်လား ကျွန်တော်အရင်ပြောချင်တာအဲ့ဒီစကားပဲကျွန်တော်အိမ်ပြန်ရတော့မယ်ဘယ်ချိန်ဘယ်ချိန်ကျွန်တော်ပြန်တော့မယ်ဘယ်တော့ထွက်ခေါက်ကြမယ်ဘယ်တော့ကျွန်တော်ကားကြီးစီတင်ထားတယ်ဟိုရောက်တယ်ဆိုရင်လည်းကျွန်တော်ရဲကြီးရွာချင်းမှာဘယ်လိုမျိုးကြီးစီတင်ထားတယ်ဘယ်လိုမျိုးဂုံမြူမှတ်တမ်းနေအဲ့ဒီရဲရွာမှာရှိတဲ့လူငယ်တွေဘယ်သူတွေအာဇာနည်ဖြစ်တယ်ဘယ်လိုမျိုးပေးရပွဲစုချင်းချင်းချင်းနေအဲ့လိုမျိုးဟာကျွန်တော်ကြောင်ညာချင်တာပေါ့ဒါပေမဲ့ဒါတွေကိုကျွန်တော်တို့ကကြောင်ညာပေးမှရမှာဒီကိုယ့်ဘက်ကအမှားတွေကိုမကြောင်ညာပေးရင်မထိန်ချောင်းလို့ဖြစ်တယ်မထိန်ချောင်းလို့ဖြစ်ရင်လုံးချင်တိုင်းလုံးကြမှာ အဲ့တော့နိုင်ငံရေးတစ်ခုမှာဒီမိုကရေစီလမ်းကြောင်းသွားတဲ့နေရာမှာဝေဖန်သူတွေကလည်းအဓိကနေရာမှာရှိတယ်ခီးသွားနေတဲ့လူတွေဒါအကုန်လုံးကဒါလက်နက်ကင်တွေရောဗာတွေရောအကုန်လုံးသွားနေခီးသွားနေတဲ့လူဒီမိုကရေစီလမ်းကြောင်းသွားနေသူတို့မှာတင်းဆောင်နေရှိအဲ့တင်းဆောင်တွေကိုလိုက်ပဲပြင်ပေးနိုင်တာကဒီမိုကရေစီအရေးကိုလိုလားတဲ့ဝေဖန်ပိုင်းခြားသူတွေဒါဖြစ်တယ်အဲ့ဟာပြည်သူတွေပဲကျွန်တော်လည်းပြည်သူပဲပြည်သူအားလုံးရဲ့အားနဲ့ပဲဝေဖန်ထင်းချောင်းပေးရမှာเนาะ အဲ့တော့ဒါမေတော်အောင်ဆန်းစုကြည်ပြောရတယ်ပြည်သူအားနဲ့ပဲသွားမှရမယ်ဆိုတဲ့ဟာအဲ့စကားပဲဒါကျွန်တော်ဒါ930တာတော့မဟုတ်ဘူးဒါအကုန်လုံးကအဲ့လိုပဲသွားကြရမှာပဲပေါ့နော်